တော်တာရှင်များမင်္ဂလာပါရှင်။ကျမက KK Refor U Channel မှာစာပတ်သူခိုင်းဖြစ်ပါတယ်။ဒီနေ့ဖတ်ပြဖို့ရွေးချယ်ထားတဲ့ဝတ္ထုလေးကစာရေးဆရာမောင်တုံညကျောင်းဆရာရဲ့ညောင်ရီသွန်းချင်းဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်။ကိုဗစ်ကာလညောင်ရီသွန်းပွဲတော်မပြုလုပ်နိုင်ခဲ့ရတဲ့အချိန်အကြောင်းဇာတ်ရင်တည်ထားပြီးယနေ့ကဆုံလာပြည့်နေ့နဲ့တိုက်ဆိုင်စွာဖတ်ပြဖို့ရွေးချယ်လိုက်တာပါ။ကျမနဲ့အတူ လိုက်ပါခန်းစားကြရအောင်နော်။ ။ညောင်ရီသွန်းမြည့်အချိန်ကာလသည် ပူပြင်းလာသည့်ကဆုံနေယုံဆွေဆွေခုံဟုပြောဆမှတ်ပြုရလအောင် အပူချိန်လွန်ကဲသောနွေရာသီ၏နောက်ဆုံးလတွင်ဖြစ်၏။နှစ်စဉ်နှစ်တိုင်းကဆုံလပြင်းနှင့်ရောက်ပြီးဆိုလျင်မောင်ကျော်တို့ရွာ၏ရွာဦးစီတီတွင် ကဆုံညောင်ရီသွန်းခြင်းအတွက်ရွာ၏အရွယ်သုံးပါးသော လူများမှအိုးစီပုံမောင်းတီးပြီး ရောက်လာကြစမြဲ။ အိမ်ကယူဆောင်လာကြတော့ရေအိုးလေးများဖြင့်ကန်ထဲမှရေကိုခတ်ခါညောင်ပင်ကြီးနှင့်ဖျားရုပ်ထုကို ရေတက်ပယ်ကြ၏ရေတက်ပယ်ရင်လိုရာစုကိုတောင်းကြ၏ထိုညောင်ရေသွန်းပွဲရောက်တဲ့အချိန်ခါကာလမှာရွာဤမျက်နှာဖုံးများကဥစည်း၍မိစက်နှင့်မြစ်ထဲမှရေကိုဆုပ်ခါရေကိုကန်ထဲသို့မောင်းထည့်ပေးကြသည် ။ရောင်ရည်သွန်းပွဲလာရောက်ကြသော လူများကိုလည်းအချိုရည်များစားတောက်ဖွယ်ရာညမာမုံများပါလှူဒန်းကျွမွေးကြ၍ရောင်ရည်သွန်းပွဲတော်နေ့ညနေပိုင်းများသည်ရွာဦးစည်ဒီတွင် အလွန်စီကားလာ၏။ပွဲတော်နေ့နဲ့ပိုင်းကလေးကရွာမတကြီးကသူ့အကြိုက်ဖြစ်တယ်။ပွဲခါညောင်ရီဆိုတဲ့ဟင်္ဒရထွန်းရင်ရဲ့တချင်းကို လော့စပီကာဖြင့်မောင်ကျော်တို့တရွာလုံးကြားလောက်စီရန်ဖွင့်ထားလေးရှိပြီးရွာရှိလူများလည်းကြိုက် မောင်ကျော်လည်းအလွတ်ရနေ၏ဒီအချိန်ဒီရသည်အခုလိုတချင်းကြားလျင်ကဆုံညောင်ရီသုံးဘွဲရောက်လာပြီဆိုတာမောင်ကျော်အတက်သည့်၏တချင်းတပုတ်ပြီးတိုင်းလော့စပီကာအတန်ကျဲကျဲဖြင့်ညောင်ရီသုံးဖို့တကြီးအိမ်မှာစော်ဩနေတဲ့အတန်မှာလဲမောင်ကျော်တယောက်အစိတ်ထဲနားထောင်ရတာကောင်း၏ ဖုန်ကြီးကြောင်တွင်ဆရာတော်မှဥပုသ်တည်င်းစောက်တည်သူများအားစတင်တရားပေးသော အချိန်မှသာ လော့စပီကာတန်ခိတ္တပိတ်သွားတော့၏။အလွန်ပူပြင်းလာသည့်အချိန်ကာလမှာမြတ်စွာဘုရားကိုအောက်မေ့ရီမှတ်၍ဗောဓိညောင်ပင်ရှိရာသို့တွားရောက်၍ရေစင်သွန်းလောင်းကြသည်မှာရင်ကျေးတိမ်မွေးလာသော ကိုပိုင်ရင်ကျေးမှုတရက်လို့ဆိုနိုင်၏။ စူတောင်းချင်းကိုနှစ်သက်သောမောင်ကျော်သည်လည်းရေသက်ပယ်ရင်နောက်အနာဂတ်အတွက်ရည်စူးကကောင်းချိုးကိုစူတောင်းသည်မှာလည်းနှစ်စဉ်နှစ်တိုင်းပင်ဖြစ်၏။ရောင်ရည်သွပွဲတော်လုပ်ပြီးအချိန်မိုးလေဝသသည်ຫນွေဤနောက်ဆုံးခရီးကိုနှင်ထုတ်ချင်နေသည်။ထိုအချိန်ခါမျိုးတွင်တကြီးကတော်ကညောင်ရီသွန်းပွဲပြီးတာနဲ့မိုးရတယ်ဆိုတာဖုံးကန်ရှိတဲ့ရွာမှာပဲရွာတယ်ဆိုတော့ကြော်စကားကိုနှစ်စင်လိုလို ကြားသိရပြန်၏ သို့တော့မလက်ဖြန်တွင်ကြားရောက်မီယခုနှစ်ကစုံညောင်ရီသုံးပွဲမှာ အရင်နှစ်များနဲ့မတူကိုဗစ်ဆိုသောကပ်ရောဂါဆိုတစ်ခုကနှောက်ယှက်သဖြင့်ညောင်ရီသုံးပွဲတော်ကိုမလုပ်ရဘူးလို့ရွာမှာတကြီးဖြစ်သူပြောစကားကြောင့်မောင်ကျော်တယောက်စိတ်ထဲမခံခြင်းနှစ်စဉ်နှစ်တိုင်းညောင်ရီသုံးနေတာဒီနှစ်ကြာမှာကိုဗစ်ပြစ်လို့ပိတ်ထားရမယ်ဆိုသောတကြီးရဲ့အမိန့်ကိုမကျေနပ်ခြင်းဖြစ်သည် ။ရွာကလူတချို့လည်းညောင်ရီသုံးပွဲအတွက်ပြုလုပ်ခြင်းစိတ်များသောကြောင့်တကြီးတို့စီရောက်လာကြ၏။တကြီးကတော့ကအိမ်ပဝါကနေပြီးကျုပ်လည်းလှုပ်ချင်နေတာပေါ့ဒါပေမဲ့ကိုဘေးကြောင့်အထက်ကလူကြီးညွှန်ကြားချက်အတိုင်းလှုပ်ခွင့်မရတာလို့ညင်းညူကပြောဆိုနေ၏ဒီနေ့သူ့ယောက်ျားတကြီးလည်းမြို့တက်ပြီးလူကြီးတွေနဲ့တွားတိမ်မိဟုလည်းပြောသေးတာမောင်ကျော်ကြားသိရ၏ ရွာကလူများလည်းတကြီးအိမ်ရှိအတိုင်းတွင်ချိတ်ထားသော ကိုပိလန်းညွန့်ချက်ကိုဖက်ကြည့်ကာဒေါသဖြစ်သော ရုပ်လက္ခဏာဖြင့်ပြစ်တင်ပြောဆိုဝေဖန်တန်တွေကိုကြားနေရ၏မတင်ကြီးကအောင်မဲခက်ခါခွာနေရမယ်တဲ့ကျမတို့ကလင်းနဲ့မရားနဲ့ကလေးတွေနဲ့မနေနိုင်ပါဘူးတော့အဲ့ဒီကိုပိလာလာရဲလာကြည့်မိတင်အကြောင်းသိမယ်ကာလာတာခေါင်းဆောင်ကိုအောင်ပါက မတင်ခမားဖုံးလေးပါလေးဖြွင့်ကြည့်ပြီးအင်တာနက်ပေါ်တက်ကြည့်အောင်တခြားနိုင်ငံတွေမှာကူးဆက်လို့သိကုန်ပြီရန်ကုန်မှာလည်းသိကြတယ်ခမားဘာမှမသိပဲရှောက်မပြောနဲ့မတင်ကြီးကဟဲ့အောင်ပါငါကကီးပတ်မို့လို့ပေါ့ဟဲ့အဲ့အင်တာနက်စကားကိုလည်းငါမယုံဘူးနင်ရောအခုဆိုင်ကယ်တကားကနဲ့ဘာလုပ်တာလဲငါကတကြီးကိုမျိုးတက်မယ်ဆိုလို့ဆိုင်ကယ်နဲ့လိုက်ပို့မလို့လေဟဲ့အိမ်ရှိမှာစူညံနေတာဘာလုပ်နေကြတာလဲ နင်တို့တယောက်နဲ့တယောက်အနည်းဆုံး6ပေခွာနေရမယ်လို့ပြောထားတယ်လေ။ကိုပိကိုဂယုမဆိုင်တာလား။လူစုယုံမနေရဘူးဆိုတာမသိဘူးလား။ထိတ်တုံးစာမိကျင်လို့လား။တကြီးမှာအိမ်ပေါ်ကနေဆင်းလာပြီးပြောသောစကားကြောင့်ရွာသားများမှာတယောက်နဲ့တယောက်ခက်ခွာခွာနေရမည်ပုံစံသို့ချက်ချင်းပြောင်းလိုက်၏။တကြီးရုပ်သွင်းသည့်မျက်နာတွင်မျက်နှာဖုံးမျက်မှန်နှာခေါင်းစည်းနှင့်လက်အိတ်နှစ်ဖက်တို့ကို ကိုဗစ်ရောဂါမကူးစက်အောင်လမ်းညွှန်ချက်အတိုင်းဝစ်ဆင်ထားသည်ကို တွေ့ရ၏ထို့နောက်မျက်နှာဖုံးအောက်ကနှာခေါင်းစည်းကို မေးသူချိတ်ခါကွန်တရွေထွေးပြီးသည်နှင့်ပြန်အုပ်ပြီးခပြားတို့ကြုတ်အိမ်ကိုရောင်ရည်သွန်းပွဲကိစ္စအတွက်လာတာကြုတ်သည့်တယ်ကြုတ်လဲအဲ့ဒီကိစ္စပြည်လဲအောင်မြို့တက်ပြီးပြောမလို့ပဲရခဲ့ရင်တော့ခမည်းတော်ကံပေါ့အိမ်ပြန်ကြ၆ပေခွာနေလက်ကိုရေစေးစီကန်းရှိကြပါ ချောင်းဆိုးတဲ့လူရှိရင်တည်င်းပို့ကြ။နားမထောင်ရင် ထိတ်တုံးမယ်။လာအောင်ပါသွားကြမယ်။ပြပြောဆိုဆိုကလာသားကောင်အောင်ပါဤဆိုင်ကယ်ကိုတက်ခွာက ရို့သူထွက်သွားတော့၏။မောင်ကျော်နှင့်ရွာသားများလည်းကိုယ့်အိမ်ကိုပြန်ကြ၏။ဟုတ်ပါ诶မွန်းကြက်ရတဲ့ကြားတဲ့အဲ့လိုမျိုးမနေနိုင်ပါဘူးပြောလိုက်ရင်အထက်ကအထက်ကနဲ့မသိရင်ဘိုးတော်တွေပြောနေသလားမှတ်တယ် မကျင်တဲ့ဓာရီကိုတယောက်တပောက်ပြောကြရင်ကိုအေးစော်ကဟဲ့ချောင်းမဆိုးမိစေနဲ့ချောင်းဆိုးရင်တကြီးပြောသလိုတရင်ပို့ပြီးတာနဲ့ဆေးရုံရောက်မဲ့ဂိမ်းပဲအဲ့ကြမှာခတ်မယ်မလာကြီးကအမလေးငါတို့ကြတော့6ပေကွာတဲ့အခုဆိုင်ကယ်နဲ့ပါသွားတာကြတော့6ပေကွာတာမဟုတ်ဘူးနော်ရွာသားများမှာမောင်ကျော့အကြိုက်တကြီးကိုထောမနာပြုတော့လေဤကြီးရွှေက တို့ဖျားကကြည့်မနေပါဘူးအေကက်ယောဂါကငါတို့ရွာကိုမကူးဆက်နိုင်ပါဘူးတို့ဖျားဟူသောစကားကြောင့်မောင်ကျော်မှပျော်သွား၏ဒီနေ့ကြရောက်မိကဆုံလာပြည့်နေ့အတွက်အရှင်ဖျားတကိုးနဲ့ဆောက်ရှောက်ပါလို့စိတ်ထဲ၌ကြိတ်မိတ်ဆူတောင်းမိ၏အိမ်ပြန်ချိန်တွင်မောင်ကျော်သည်မြို့မှနေတဲ့သူ့ဦးလေးစီရွာကညောင်ရီသုံးပွဲပြုလုပ်ခွင့်မရှိသောကိစ္စနှင့်ကိုဗစ်ဆိုတဲ့ရောဂါအကြောင်းသိအောင်ဖုံးဆက်မေးကြည့်တော့သည်ဦးလေးက ငါတူမြန်မာနိုင်ငံကလူတချို့ရဲ့လောဘကြောင့်တောတောင်ရေမြေကတဖြည်းဖြည်းရှားပါနေပြီကွတချို့အညာဘက်ကရွာတွေဆို ရေမရတာများကြတယ်လေသူတို့တွေကတောက်သုံးရေလောက်ပဲရကြတာကွာသူတို့ကိုတော့ကိုချင်းစာရမယ်ရေကိုသုံးချင်တိုင်းကို့အသည့်စိတ်နဲ့မသုံးရဘူးပေါ့ကိုချင်းစာရမယ်ဆိုတာကိုလေဗုဒ္ဓလည်းဟောပြောထားတာပဲ ညောင်ရီသွန်းနဲ့ရွေချက်ကမြတ်ဗုဒ္ဓကိုပူဇော်တဲ့အထိတ်အမှတ်ပေါ့အခုလိုကိုဗစ်ဆိုတဲ့ကပ်ရောဂါဖြစ်နေတဲ့အချိန်မှာတော့ခဏတာရှောင်ရတာပေါ့ကွာကိုဗစ်ရောဂါအတွက်ဆောင်ရံရှောင်ရံတွေတားဆီးနိုင်ဖို့အတွက်အင်တာနက်ပေါ်မှာရှိတယ်လေလေးလာပေါ့ဟုတ်ကဲ့ခမညာဦးလေးမိုးရသည်ရောက်တော့မယ်လေရေကိုမတုံးရဘူးလား ငါတူရဲ့ထမင်းမစားရတဲ့လူတယောက်ရှိမှငါတူတို့ကစံတွေရှိတယ်။ဒီကြားတဲ့ထမင်းပိုတွေတွန်ပြည့်ရင်ရောအဲ့ဒီထမင်းမစားရတဲ့သူမှဘလို့ခံစားရမလဲ။ဟုတ်လား။ကိုချင်းစာစိတ်ထားရတယ်။သူများတွေဒုက္ခရောက်တဲ့အခါမှာပျော်ရွှင်ခြင်းကိုမထုတ်ဖော်ရဘူးကွ။ဟုတ်ကဲ့ပါဦးလေးရေမျိုးတွေမှာဆို လူကြီးရေများတော့အတူတူရောမနေရဘူးခက်ခွာခွာနေရတယ်နှာခေါင်းစီးတက်ရတယ် မျက်နှာဖုံးလက်အိတ်ကိုဝစ်ထားရတယ်။အနေအထိုင်နဲ့ဝန်းကျင်လဲတန့်ရှင်းစွာပြုလုပ်ရတယ်။ဘာကင်ကင်လက်တန့်စေးနဲ့လက်ကိုဆေးပေးရတယ်ကွယ်။ကူးဆက်မှုက တိတ်ညားတယ်လေ။ငါတူတို့လိုညောင်ရည်သွန်းပွဲအတွက်ပြုလုပ်လို့တောင်မရပါဘူးကွယ်။ငါတူရွာကလူနေမထူထက်တော့ယောဂဖြစ်ဖို့ရာအတွက်နဲတယ်လေ။တချို့လူများကခက်တယ်ကွာနှစ်တိုင်းလုံးနေကြအလုပ်ကို အခုကြမှာခဏမလုပ်ရတာဘာဖြစ်သွားမှာမို့လို့လဲ ဦးလေးတို့မျိုးမှာကူးဆက်မှုကြောင့်တချို့ဆိုသေးတချို့ဆိုဆေးရုံရောက်နေအဲ့ဒါကိုစာနာစိတ်လေးထားပြီးမိမိရွာလဲဒုက္ခမရောက်အောင်လှုပ်တဲ့မလှုပ်တဲ့ဆိုတာချင်းချင်းစဉ်းစားပေါ့ကွယ်လှုပ်ဖြစ်ခဲ့ရင်လဲလူစုလူဝဲမထူထပ်စေပဲခက်ခွက်ခွာလေးလှုပ်ကြပေါ့ကွယ်မောင်ကျော်လဲဦးလေးပြောသည်များကိုစိတ်ပြက်လျက်ဖုံးချလိုက်လေတော့ဤပူလွန်လာသည်ညသည်မောင်ကျော်အကြွယ်အိတ်မပြော ကဆုံညောင်ရီသွုံးဘွဲသည်ဒီနေ့ဖြစ်လာမည်လားမဖြစ်လာမည်လားဆိုတာမသိနိုင်ချေကိုပြည့်ဆိုသောလေဒုတဲကကူးသည့်ယောဂါမှာမျက်နာမလိုက်ဘဲတည်တတ်သည်ဟုလည်းကြားသိရ၏အနောက်တောင်မုတ်တုံလေဤလေပြေလေညင်းကလေးများတိုက်ခတ်ဆပြုနေပြန်သည်လေအေးသောအခါအိတ်ချင်စိတ်ဖြစ်ပေါ်လာပြီးအိတ်ပျော်သွားလေတော့သည်နောက်တနေ့မနက်နနက်ခင်းအချိန်တွင် မောင်ကျော်တယောက်နောက်ကျမှအိယာက နိုးထလာ၏ညကညောင်ရီသွန်းနာကိုမြင်မဲ့သဖြင့်ကြည်နူးနေမိသည်ရေတင်းရင်နဲ့တင်းပြက်ပြက်ကလေးများကို ခံစားရသလိုဖြစ်မိ၏ထိုအချိန်ခါဝဲမောင်ကျော်နားထဲတွင်တကြီးအိမ်ကဖွင့်သည့်ပွဲခါညောင်ရီတချင်းဤအတန်ကို တိုးညင်းစွာကြားနေရတော့သည်စာရေးဆရာရဲ့ဝိထုလေးကဒီမှာပြီးဆုံးပါပြီရှင် ဓာတိတော်ခံဖွားပွင့်စံကဆုံလာပြေဗုဒ္ဓနေလို့မှတ်သားထားခဲ့သည့်အတိုင်းဖျားဖြစ်ရန်ဓာတိခံယူခဲ့သောနေ့ဖွားမြင်တော်မူသောနေ့ဖျားဖြစ်တော်မူသောနေ့ပရိနိဗ္ဗာန်ဆံတော်မူသောနေ့ဟုထူးခြားချက်လေးမျိုးတို့နဲ့ပြည့်စုံသောကဆုံလာပြေနေ့သည်ဗုဒ္ဓဘာသာဝင်တို့ရဲ့နေ့တကာနေ့တို့တွင်ထူးကဲမွန်မြတ်ဆုံးနေ့တစ်နေ့ဟုဆိုထိုက်ပါရဲ့ တရားလွန်ကဲလေရှိတဲ့ကျမတို့ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ဒီလိုနေ့ဒူနေ့မြန်မှာနှစ်စဉ်နှစ်တိုင်းပြုလုပ်နေကြကုသိုလ်အစဉ်လာလေးကိုလုတ်ခွေမရတဲ့အခါဖြစ်ပေါ်လာရတဲ့မကြည့်တင်ခဲခန့်စားရပုံလေးကိုဘဝတရုပ်ပုံဖော်ပေးပြီးဂျပန်မိမိတရားကိုပညာနဲ့ထိန်းဖို့အတိပေးနှစ်သိမ့်ပေးထားတဲ့ပညာပေးဝိထုလေးလို့ကျမကမြင်မိပါတယ်တော်တာရှင်အပေါင်းကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြစေဖို့ဆုတောင်းရင်းနဲ့ပဲနှုတ်ဆက်လိုက်ပါရစေရှင်။ နောက်ထပ်ဘဝတရားဝဇလန်းလေးတွေနားဆင်ဖို့ channel လေးကို subscribe လုပ်ပြီး notification bell လေးကိုနှိပ်ခဲ့ပေးကြပါဦးเนาะကျေးဇူးတင်ပါတယ်ရှင်